ားလုံးပဲမင်္ဂလာပါ Steven Technical Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ Facebook Messenger မှာအာတော်ရုံလူတတိမထားမိတဲ့မသိသေးတဲ့အဲတချို့အချက်လေးပေါ့မနော်ဒီဟာ hidden ဖြစ်နေတဲ့တချို့အချက်လေးအားလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် ရဲ့လူလဲတည်ကောင်းတည်ပါလိမ့်မယ်เนาะကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ channel လေးမှာက basic အခြေခံအကြဆုံးနဲ့လူတိုင်းနားလည်မယ်လူတိုင်းအဲကြည့်လိုက်တာနဲ့ရှင်းလင်းနေမယ်အကြောင်းအရာလေးတွေပဲကျွန်တော်တိဆက်ပေးလာဖြစ်ပါတယ်တည်ရဲ့လူတွေကတော့ကြော်သွားလို့ရပါတယ်ကျွန်တော်ကတော့မတည်သေးတဲ့လူတွေနားမလည်သေးတဲ့လူတွေအတွက်ကိုကျွန်တော် basic တွေတွေပဲကျွန်တော်ပြပြပေးလာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာပုံမှန်တင်ဆက်နေကြစီစဉ်တိုင်းအသုံးဝင်မဲ့ application လေးတွေအသုံးဝင်မဲ့ tools လေးတွေ အသုံးဝင်မဲ့အကြောင်းအရာလေးတွေလက်တော် hot ဖြစ်နေတဲ့အကြောင်းအရာလေးပေါ်မှာကျွန်တော်အမြဲတမ်းပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။အာဒီ Facebook Messenger မှာဆိုလို့ရှိရင်ကျွန်တော်တို့အာကျွန်တော်အခုဒီနေ့ဒီမှာပါမဲ့ပါရင်ပြောပြမယ်ဆိုလို့ရှိရင်တစ်ချက်ကကျွန်တော်ကျွန်တော်တို့ Facebook သုံးနေတဲ့ကွာဆိုင်ရတဲ့မှာပါလို့ရှိရင်စာလေးကိုဘယ်လိုပြင်လို့ရလဲ။ကိုမားတွေကကွာတော့ရိုက်ပြီးွားပြီးပါကိုဘက်မှာလည်းစင်းသွားပေါ်သွားတယ်။ဒါပေမဲ့သူတို့ကျွန်တော်ကစာမှာပါတော့စာကိုဘယ်လိုပြင်မလဲ။ဒါလေးကိုကျွန်တော်ပြောပြမယ်။နောက်တစ်ချက်ကကျတော့ တခြားလူဘက်ကကိုယ်ကိုစာပို့လေဗျာဒါပေမဲ့အာကိုကအဲ့ရကိုအဲ့စာကိုကဝင်ဖက်လိုက်တယ်ဆိုရှင်တခြားလူတွေမှာစင်းသွားပေါ်လေပေါ်တဲ့ခါကျရင်ဟာဒီဒီလူကငါပို့တဲ့စာကိုဖက်ပြီးသွားပြီအဲ့လိုဖြစ်သွားတော့ကိုကအဲ့လိုကြောင့်အဲ့လိုမသိစေချင်ဘူးသူတို့ပို့တဲ့စာကိုကိုကခိုးဖက်မယ်ကိုတော့ဖက်ပြီးသွားပြီဒါပေမဲ့တခြားလူတခြားလူကြီးမှာကိုဖက်လိုက်တဲ့ဟာကိုမသိစေချင်ဘူးပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်ကိုကသူကပို့တဲ့စာကိုကိုဝင်ကြည့်လိုက်တယ်ဖက်ပြီးသွားပြီသူတော်ညာလေသူ့ဘက်မှာကျတော့ကိုမဖက်ရသေးဘူးပဲထင်နေရဲ့အဲ့လိုမျိုး ခိုးကြည့်တာပေါ့နော်သူတို့ပို့လိုက်တဲ့စာလေးကိုခိုးကြည့်တဲ့နီးပေါ့နော်ဒါနံပါတ်1ချက်ရေးရတဲ့စာလေးကိုပြန်ပြီးတော့အာမာပါလို့ရှိရင်စလုံးလေးပြန်ပြင်တော့ edit ပြန်လုပ်တာမျိုးလေးပေါ့နော်အဲ့ဒါလေးလုပ်တဲ့ချက်ရဲ့ခုနကတော့ကိုသူတို့သူများပို့တဲ့စာကိုကိုကမသိစေချင်ဘဲခိုးဖတ်တဲ့နီးရဲ့ဒီအားလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် Okay မဆက်စားချင်းကျွန်တော်တို့ဒီမှာဖုန်းကကိုရှိပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီဘက်ကနေမှဒီ account မှာကျွန်တော်ဘက်က message ပို့လိုက်ပါပေါ့ဗျာ GLLO hello အဲဆိုလို့ရှိရင်ဒီဘက်မှာပေါ်တယ်ပေါ်တဲ့ခါဆိုရင်ကျွန်တော်ဒီမှာဖတ်လိုက်ပြီဆိုရင်ဒီမှာဒီရလူဖတ်သွားတယ်ဆိုရင်ဒီ sign နဲ့ပြတယ်ပြပြရအဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်ကဒီဘက်ကပို့တဲ့ message ကိုတစ်ဖက်လူကဖတ်သွားတယ်ဆိုတာကိုသိပါတယ်ဒါပေမဲ့အခုကျတော့ကျွန်တော်အဲ့လိုမဟုတ်ဘူးကိုပို့တဲ့ message ကိုတစ်ဖက်လူကဟိုကိုကိုကိုဖတ်တာကိုသူမသိစေချင်မသိစေချင်ဆိုရင်ကျွန်တော်ဒီမှာဒီ setting ဒီဟာကိုတွားလိုက်တယ်ပေါ့နော်ဒီ setting နဲ့ ဒီအကောင့်ရယ် sorry ဒီအကောင့်ထဲဝင်မယ်ဒီအကောင့်အပေါ်ဒီအားလေးကိုနည်းနည်းလေးကိုလိမ့်လိုက်နှိမ့်တော့ရှင်ဒီအောက်နောက်မှာအောက်နောက်မှာပါရှိရဆိုရင် read receive ဆိုရှင်အားလေး on ထားတာတွေ့ရနော်အဲကောင် read receive ဆိုလေးကိုဝင်လိုက်ပြီးသွားရှင်ဒီကောင်လေးကို off လိုက်နော် off ပြီးသွားလို့ရှင်ရပြီပေါ့နော်အားလာဆိုရင်ကျွန်တော်ဒီမှာကိုယ်တော့တစ်လုံးပို့လိုက်မယ်ဝဲပေါ့နော်ဒီလိုလေးရှိရေးဝဲဝဲလို့ပို့တာလို့ရှင်ဒီမှာဒီဘက်မှာဝဲဆိုဝင်လိုက် okay အားလာကိုကျွန်တော်ဒီဘက်မှာဖတ်လိုက်တယ် ဒါပေမဲ့ဒီဘက်မှာကိုဖတ်လိုက်တာကိုတွားပြီးတော့မပြတော့ဘူး။ဘာပြောလဲဆို deliver ပဲဖြစ်သွားတယ်။အဲကိုကဒီမှာဖတ်ပြီးသွားပြီ data ပေါ့နော်ဒါဆိုရင်တစ်ဖက်လူကပို့တဲ့ message ကိုကိုဖတ်တာသူတို့မသိစေချင်လဲပုံနီလန်းပေါ့နော်ဒါတော့ပမာတစ်ခုပေါ့နော်အဲနောက်တစ်ခုကျတော့နောက်တစ်မျိုးကျတော့ကျွန်တော်ပြောမယ့်ဟာကကိုကျွန်တော်ကစာရိုက်လိုက်တယ်မြေဗျာစာရိုက်တဲ့ဟာကိုကျွန်တော်ပြင်ဖို့နေမျိုးတစ်ခါကျရင်ကိုကစာရိုက်လိုက်တယ်ဒါပေမဲ့စာကရိုက်ပြီးမှပြီးတော့မှပြီးတော့မှအတိတ်ပဲရမှားနေဟာမှားနေရပါ냐ဆိုလို့ရှိရင်ကျွန်တော်ပြင်ရအောင်ဆိုရင်ဒီပြင်ကျင်တယ်ဆိုလို့ရှိရင်ဒီစာပေါ်မှာကျွန်တော်က edit ပေါ့နော်ဒီ line တွေ၃ line အောင်တွားလိုက်ပေါ့နော်ဒီစာ ီ server တင်ဒီ line တွေတုံးလာမိုးနှိပ်လိုက်ပေါ့နော်အဲ့ဒီမှာ edit ဆိုတာရှိတယ်အဲ့မှာနေကောနေကောလာဖြစ်နေအောင်မှာကျွန်တော်မှာနေကောကောင်းလာအဲ့လိုပြန်လို့တော့ရှိရင်ဒီမှာပြန်ပြီးတော့နေကောင်းလာတော့ပြန်ဖြစ်သွားတယ်တို့တော့ညာတယ်ဒီမှာတော့သူကကိုယ်ကပြန်ပြင်နေတဲ့ကြောင့်မို့ဒီမှာဒီမှာတော့ edit လို့ပေါ်နေတယ်အဲ့ဒါတွေတော့တစ်ချက်ရှိရပါတော့ဒါကတော့ဘုံပြင်ရိုက်တဲ့စာကိုမှားလို့ရှိရင်ပြန်ပြင်တဲ့နီးပေါ့နော် โอเคအခုဆိုလို့ရှိရင်ကျွန်တော်လုတ်ပြပေးတဲ့ဒီ Facebook Messenger မှာလူမသိသေးတဲ့အချက်လေးပေါ့နော်ဒါအတိတိရလူတွေတိမဲ့မသိရလူမသိကျွန်တော်မသိရလူတွေလည်းအများကြီးရွေပါတယ်ဒါလေးကို live လုတ်ကြည့်ပြီးတော့အော်ကိုယ့်အတွက်အသုံးဝင်မယ်ဆိုထင်ပါတယ်အဲကျွန်တော်ရဲ့ဒီနေ့ပြပြပေးတဲ့အကြောင်းအရာလေးကိုသဘောကျချင်တဲ့ဆိုရင်လည်းကျွန်တော်ရဲ့ Steven Technical YouTube channel လေးနဲ့ Steven Technical TikTok channel လေးကို like and subscribe follow လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဲ မိတ်ဆွေတို့သိကျင်တဲ့အကြောင်းအရာတွေအဲသိကျင်တဲ့အဲ knowledge နဲ့ပတ်သက်တာဖြစ်ဖြစ် ID နဲ့ပတ်သက်တာဖြစ်ဖြစ်တခြားအကြောင်းအရာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာ comment မှာရေးသားခဲ့လို့ရပါတယ်ကျွန်တော်လည်းဝေဖန်ချက်ပြပြလို့ရပါတယ်ကျွန်တော်သိသလောက်မှတ်သလောက်အော်ပြန်ပြန်ပြောပြပြမှာဖြစ်ပါတယ် technical တခုတောင်းပြောစီလာတော့ technical အများကြီး changes ဖြစ်နေတယ်ဗျာကျွန်တော်ဒီခုပြောတဲ့ technical တွေဆိုတာကအဲ အများကြီးဗျာတကယ်ကြယ်တွေမှာကျွန်တော်တို့ဖုန်းတွေမှာဖြစ်ဖြစ် application တွေမှာတော့အများနဲ့ version တွေကမြင့်မြင့်ွားအဲ့လိုသဘောမျိုးပေါ့ဗျာကျွန်တော်ပြောရတဲ့ဒီ technical ဆိုတဲ့ဟာတွေကတော့အာ knowledge တွေတော့ပြတ်တက်ပြီးကျွန်တော် share လုပ်တာဒီ technical ဘက်ကဒီ app app တွေကလည်းဟိုအချိန်တိုင်းတာတစ်ခုစီမှာတော့တစ်ခါ changes ဖြစ်နေတယ်ဖြစ်သွားနိုင်တယ်ပေါ့နော်ဥပမာဖြင့်ဒီချိန်မှာ free page နေပြီမဲ့နောက်ထပ်၄၅လကြာကြ free page ချိန်မှာပြီမဲ့အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့ဗျာကျွန်တော်ကလက်ရှိချိန်ဒီမှာအသုံးပြုလို့ရပြီဟာအသုံးဝင်မဲ့ဟာတွေပဲကျွန်တော် share လုပ်ပေးခြင်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ရဲ့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေပါတယ်။ဗီဒီယိုနဲ့ပြန်ပြီးဆုံတွေ့ပါအောင်မယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။